ရှမ်းတိုင်းသားတွေနဲ့တောင်တိုင်းသားညီကိုမောင်နှမအရှင်ရှင်ညီကိုရင်းပမာချစ်ချည်ရင်းနှီးစွာဖြင့်အတူတကရှင်တွဲနေထိုင်လျက်အရင်ကရှိခဲ့ကြတဲ့သဘောထားကွဲလဲမှုတွေတန်တရားတွေကိုဘေးဖယ်ပြီးငင်းငန်းတာယာဖွံ့ဖြိုးတိုးတက်တဲ့လူမှုပတ်ဝန်းကျင်ဖြစ်စေရေတို့ကိုဟန်ကျင်ကြီးပူပေါင်းဆောင်ရွက်သွားကြမယ်လို့ဆန္ဒမှမှန်နဲ့တဝင်လာပေးဖို့ကြောင်းပလောင်ပြည်လူမျိုးရေးတအူ PSLF DNL ကပေးပို့ပါတယ်။ငရော်လာစန်းတရက်နေ့မှာချက်ရောက်တဲ့ရှမ်းမျိုးသားဒူကြီးတရက်လုံးရဲ့ 2010ပြည့်နှစ်ရှမ်းနှစ်သစ်မင်္ဂလာအခါသမယရင်းမြတ်သို့ပေးပို့တဲ့တဝင်လာမှာဖော်ပြထားပြီးတရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးကြက်တဲကိုစူပေါင်းဝိုင်းဝန်းအဖြစ်ရှာရေးမှာပူပေါင်းဆောင်ရွက်သွားကြဖို့ TNL ရဲ့ပေးပို့တဲ့တဝင်လာမှာဖော်ပြထားပါတယ်။အခုလိုနေထူးနေမြတ်ရှမ်းနှစ်သစ်ခုနှစ်ကိုချမ်းညီညီကိုမောင်နှမတွေအနေနဲ့ခေဆက်ဆက်အနေနဲ့အရရမှာဂုဏ်ယူဝင့်တယ်စွာတခန်းတနာကျင်းပပြီးချမ်းတိုင်းသားတို့ရဲ့ခေဆက်ဆက်ရိုးရရင်ကျင်းမှုဒလိထုံနှမ်းမြင်မှမှု ိုးရှစ်စိတ်ပြေဝမှုနဲ့စီလုံးညင်ညွတ်မှုတို့ကိုတမိုင်းတစ်ချောင်းမှာဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကိုတွေ့ရှိရတယ်လို့ဆိုပါရယ်ဆယ်စုနှစ်ရှိကြာအပြန်လဲဖေးမကွန်ကြီးစောင့်ရှောက်ရင်းနေဟောင်မှာအတူတကွဖြတ်သန်းခဲ့ကြတဲ့အတွေ့အကြုံတွေကိုပြန်လဲဆင်ခြင်သုံးသက်လာပြီးလာမယ့်နှစ်သစ်တွေမှာလည်းအခုထက်သာပြီးကောင်းမွန်တဲ့ကောင်းကျိုးတွေရရှိရေးအတွက်ချေးရှုသွားကြဖို့လိုအပ်ကြောင်းအဲဒီလိုကောင်းကျိုးချမ်းသာရရှိလိုကြသည်မှာလည်း မိမိတို့အားလုံးရဲ့တူညီသောဆန္ဒအေကံဖြစ်တယ်လို့တီအန်အေရဲ့ပေးပို့တဲ့သဝင်လာမှာဖော်ပြထားပါတယ်။ဒါကြောင့်ရှန်တိုင်းသားတွေအနေနဲ့တောင်းတိုင်းသားညီကိုမောင်နှမအချင်းချင်းညီကိုရင်းပေါ်မှာချစ်ကြည်ရင်းနှီးစွာဖြင့်အတူတကွရှင်တွဲနေထိုင်လျက်အရင်ကရှိခဲ့ကြတဲ့သဘောထားကွဲလဲမှုတွေတန်တရားတွေကိုဘေးဖယ်ပြီးငြိမ်းချမ်းရေးတာယာဖွံ့ဖြိုးတိုးတက်တဲ့လူမှုပတ်ဝန်းကျင်ဖြစ်စေရေးတို့ကိုဟန်ချင်ညီပူပေါင်းဆောင်ရွက်သွားကြမယ်လို့ဆန္ဒမမှန်တဲ့သဝင်လာပေးပို့ကြောင်းတီအန်အေကပြောဆိုထားပါတယ်။